ရင်လွဲမှုသွားယူသွားရင်လွဲမှုနဲ့ခေါင်းနဲ့ခါးနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်လွဲတိုးတဲလာခဲ့သွားကိုကြီးတော့ဝါတဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လောက်ချလို့မရသွားခလဲကလောက်ချပြင်မယ်သွားဟာမလောက်သွားငါမိုက်ဆိုကမရမိုက်နေသွားအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့လူကြီးမင်းတို့အတွက်ဗီဒီယိုအပိုင်းစားတွေကိုသူစီးတင်ဆက်ပေးနေတဲ့ကိုဆန်းဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ဟာတာလေးတွေတိတ်ပြီးတော့မတင်ဖြစ်ဘူးเนาะမတင်တဲ့အကြောင်းရင်းရလဲ line ပေါ်မှာတော်တော်လေးကိုကြက်ထပ်သွားတယ် လိုင်းတရားကိစ္စကိုကျွန်တော်ပြောပါမယ်နော်ဆိုတော့အဲ့လိုင်းတရားကိစ္စမှာ bluetooth တယောက်ရဲ့အမြင်ကြီးကတူရှင်မတူလိမ့်မယ်အဲ့တော့ဘဲရာတွေဘလို့ပဲကွဲနေပါစေကျွန်တော်ဒီဗီဒီယိုလေးနှစ်ပုဒ်ကိုရှင်းပြပေးမယ်ဘယ်သူကအမှန်တရားဘက်ကရှိတယ်လဲဘယ်သူကဘာကြောင့်ဘလို့တွေဖြစ်နေလဲဆိုတာကိုသိရမှာအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်းနဲ့လိုင်းတရားကိစ္စရဲ့အရင်းမြစ်ကဘာတွေလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာလိုက်ကြအောင်ဗျာ โอเคပထမအောင်ဆုံးကတော့လှိုင်းတာယာမှာနေတဲ့ပရဟိတလုတ်တဲ့သူတယောက်လို့တော့ပြောတာပဲเนาะသူ့ရဲ့စကလုံးတွေကျွန်တော်တို့နားထောင်မယ်ပြီးဝေဖန်ပိုင်ခြားကြတာပေါ့เนาะဟုတ်ပါမင်္ဂလာပါဟုတ်ပါပြီကျွန်တော်အခုရောက်ရှိနေရတော့လှိုင်းတာယာဘူကျုံ9ရက်ကွက်ဘူကျုံ9ရက်ကွက်ဘာသာကဖြစ်သွားတဲ့ຢာလေးကိုကျွန်တော်ပြောချင်လို့ပါเนาะอืมပြောပြရတယ်ຢာကဒါတွတ်တာသူဆိုင်ပေါ့တွတ်တာသူပြောချင်တာဘာလဲဆိုတော့အမှန်တော့ခလေးကိုလောက်တာမဟုတ်ဘူးညာเนาะဒါခလေးဆိုတာဝန်ထမ်းတွေကခလေးကိုဆွဲခေါ်တယ်อืม မေးရမထက်တဲ့ပြောကြောင်မလို့ရောပါပါတာပေါ့နော်ခြိရဆိုတာလဲခလေးကိုခဏပဲခြိလိုက်ရခလေးကိုခေါ်ပြီးတော့အထက်ထဲမှာခလေးကိုမုတ်တွေကျွေးတယ်အေးတွေတိုက်တယ်ပေါ့နော်ဒီတိတ်တော်တွေမှာပါတဲ့ဟာခဏတာပေါ့နော်အမှန်တော့ချိန်ချောက်တာပေါ့နော်ရွေတဲ့ဘူးနဲ့လောင်းမဲ့ဆိုတာလဲမဟုတ်ပါဘူးနော်ညညဒါတော့ကိုဆိုင်မထောက်လို့မရတော့ဒါတော့လုံးဝမထောက်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့သူပြောရယ်နော်ကလေးကိုအေဝါဆိုင်ထဲကိုခေါ်သွားတယ်မုတ်နေပါကျွေးတယ်အေးတွေပါတိုက်တယ် ဒါကျွန်တော်တို့မမြင်ရတဲ့ကိစ္စကျွန်တော်ယုံနေမယုံနေဆိုတော့လူကြီးမင်းတို့ကိုယ်တိုင်ဆုံးဖြတ်ပြဿနာမရှိဘူးဒါပေမဲ့ရှင်နွေးပူနဲ့လောင်းမယ်ဆိုတဲ့ကိစ္စလုံးဝမဟုတ်ပါဘူးလို့ဒီကောင်ကပြောခဲ့နော်အဲ့တော့ဒီကောင်နားမျက်စိကန်းနေရလားနားကမကြားလားမျက်လုံးကမမြင်လားအဲ့ပီလူတဲမှာအဲ့ဒီရိုက်တဲ့ဘွားတော်ကိုယ်တိုင်ပြောရနော်ဒီကလေးရောအဲ့ဒီအပွားကြီးကိုပါရှင်နွေးပူနဲ့လောင်းမယ်လို့သူကိုယ်တိုင်ပြောခဲ့တာ ဒါပေမဲ့ဒီတောင်စားလေးကဗာပြောခဲ့လဲဆိုရင်ဂျီနွေးပူနဲ့လောင်းမယ်ဆိုတာလုံးဝမဟုတ်ပါဘူးလေဒါသည်ဒီကောင်လေးတကယ်ယောက်ျားဖြစ်ပြီးတော့ဒီကောင်လေးဖာကြယောက်ျားဖြစ်ပြီးတော့ယောက်ျားစကားမပြောတာအဲ့ဒါကိုငါမင်းကိုတတ်တယ်လဲပြမယ်တိတ်ရှာနားတော့နော်အဲ့ဒီအဖွားကြီးကိုယ်တိုင်ပြောတာရိုက်တဲ့တွေ့တာသူ ပိုင်ရှင်ကိုယ်တိုင်ပြောတဲ့စကားလုံးမင်းတိတ်ရှာနားတော့ရင်လဲမှုသွားอยู่သွားရင်လဲမှုနဲ့ခေါင်းနဲ့ခါးနဲ့လောက်ချလိုက်တယ် နောက်ကခိုးစားလို့မရဘူး။ဟွာရင်လည်းတိုးတဲလာခဲ့သွား။ကိုကြီးတို့ကတဲလာခဲ့ခေါင်းကလောင်ချလိုက်ပဲနောက်လောက်စားလို့မရဘူး။ဟွာခလေးကလောင်ချပြီမဲ့သွားဟားသွားလို့သွားငါမိုက်ဆိုသမားရမိုက်နေသွား။မင်းကြားပြီလား။မင်းနားကြားပြီလား။နားမှာနဖာရှိပိတ်နေလား။ဟမ်ပိတ်တိစားကြော်လဲ။ကြားပြီလား။အဲ့အဖွားကြီးကိုတိုင်ပြောတာရေနွေးပူနဲ့လောင်းမယ်တဲ့။မင်းကြားတော့ပြီနော်။ဆက်ပြီးနားတော့မင်းပါပြောမလဲလို့ကျွန်တော်တို့အခုဒီဇိုင်းရှိကိုရောက်နေကြပါနောက်တော့ ပြန်လှုပ်ပေးလိုက်ရတယ်လို့ပြောပါတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒီကလေးကိုကူညီမှုလာတာပေါ့နော်သူတို့ကလည်းလိပ်စာမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော်ဒီဆိုင်ကဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူးကျွန်တော်တို့ကတရက်ပေါ်တဲ့နေအကြောင်းမလို့သိပါတယ်ပေါ့နော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တော့ပုံမှန်မြင်တဲ့ခါကျတော့ဒီမားတွေကနည်းနည်းကိုဒီလေးရောက်လုံးမိခါကျတော့ရိုင်းတို့စိုးစိုးဖြစ်သွားတယ်ပေါ့နော်တကယ်တော့မားပဲပါတယ်ပြီးတော့ခလေးပါတာက လေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးရောညင်းညင်းဒီကောင်ပြောရင်နော်ခလေးကခဏပဲပါတာပါဆိုတာမင်းတို့ကထပ်ပြောမယ်အဲ့ဒီမူရင်းဘီကိုလေတေချာလေးကြည့်လိုက်ဝါဝါလိုင်းဆိုတဲ့တယောက်အဲ့ဒီရိုက်တဲ့သူကိုယ်တိုင်နော်သူ့ရဲ့ချစ်တော်အကောင့်မှာတင်ထားတာအခုတော့အဲ့အကောင့်သူက private လုပ်လိုက်ပြီဒါပေမဲ့ငါတို့မူရင်းဘီဒီယိုမှာတော့ရအောင်ဆွဲနိုင်ခဲ့တယ်အဲ့တော့ပြောပြမယ်အဲ့ဒီဗီဒီယိုအစအဆုံးဖြစ်တဲ့အချိန်ထိနော် နောက်ဆုံးစိုက်နေရနေပြီးတော့ဆွဲထုတ်သွားပြီးတော့တက်တိုင်မှာကျိုးချီတဲ့အထိအဲ့ကလေးကပါတယ်ကွာတိလာခွေးမသားလေးရဲ့မင်းပြောတယ်ခဏလေးဆိုမဟုတ်ဘူးမင်းအခုပြောရတဲ့မှာစကားနှလုံးမင်းပလောင်မလဲပြောသွားပြီနော်မင်းလူတွေအကုန်လုံးကတိတယ်အဲ့ဗီဒီယိုအစားဆုံးကြည့်ပြီးတော့ရင်တုမနာဖြစ်နေသူတွေတချို့ဆိုကြည့်ပြီးတော့ရင်ထဲမှာမကောင်းလို့မျက်ရည်ပေါင်းများစွာကြာခဲ့သူတွေရှိတယ်ငါတို့ကတကူအားပေးတာမဟုတ်ဘူးเนาะတကူကတကူအဖြစ်တိုင်းပဲပြဿနာမရှိဘူးသူအဖြစ်တိုင်းသူ့အောင်သွားလိမ့်မယ် ဒါပေမဲ့ကလေးကိုငါတို့ကုလိုမျိုးဖြစ်တယ်ကလေးပါတဲ့အတွက်ပြဿနာတွေပိုကြီးကြီးသွားတာကိုကမင်းကဘလောင်ဘလက်ထပ်ပြောတဲ့ဆိုပို့ပြီးတော့ဆိုတယ်နော်ဗီဒီယိုအစအဆုံးပြတ်ကြည့်ကလေးကအစအဆုံးကနေပြီးတော့နောက်ဆုံးတတ်တိုင်မှာကြိုးချီတဲ့အထိအဲ့ကလေးပါတယ်ကွာတိလားနော်နားထောင်မယ်မင်းပါထပ်ပြောမယ်နော်နောက်စားလေးခလေးကိုပြန်ခေါ်ပြီးတော့မုတ်ဒီလည်းကြွေးရပါတယ်မုတ်ဒီကြွေးတယ်လက်ခံတယ်ဒီမှာစီတီတန်မတန်းရတော့ခလေးကဒီမှလာခိုးတာ၃ချိန်ရှိပြီတဲ့ဗျာနော်အဲနော် ကလေးကဒီအမလာခိုးတာသုံးချိန်ရှိပြီလို့မင်းပစကပြောရနော်မင်းကိုယ်တိုင်ပြောရနော်သုံးချိန်ရှိပြီလို့ငါတွေ့အောင်နှစ်ခါရှိပါပြီအေးဒါပေမဲ့အဲ့ဒီတွေ့တာသူပိုင်ရှင်ကိုယ်တိုင်ပြောတာနှစ်ချိန်ပဲရှိရတယ်မင်းတို့နှစ်ယောက်တော့ပြအရင်ကြီးလိုက်အောင်ဒီလားမင်းတို့နှစ်ယောက်ပဲအတိုင်ဖောက်ညီအောင်အရင်ကြီးလိုက်အောင်နော်တရောင်စာလေးမင်းလုံနေတာပရိုက်တာလုံညံ့ညတာလုံဒီလားငါပတ်စံရှိတယ်ငါအားကြီးရယ်ဆိုပြီးတော့မထိုးနိုင်နဲ့ဒီလား ဟုတ်လားလူလူလူမြင်တဲ့စိတ်ကလေးနဲ့တွေ့နော်အခုချိန်မှာ तू ခိုးတာ तू အပြစ်ရှိတယ်ဟုတ်တယ်ဒါပေမဲ့မင်းတို့ရဲ့လောက်ရက်တီးငါဟာအင်အားကြီးတယ်ငါလောက်စင်လို့လောက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးမှရှိနေရဲ့နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါလေပြောချင်တာကဘာလဲဆိုတော့ဒီဆိုင်ရဝန်ထမ်းလေးရဲ့ဒီဆိုင်ရအမရဲ့ကိုနားလည်မှုမလွဲဘူးကျွန်တော်ပြောချင်တာပါနော်ကျွန်တော်အခုတို့ပြောပေးတာကကျွန်တော်နဲ့ဇက်ဘက်ကလည်းတူနေတော့ပြီးတော့ ကျွန်တော်ဖုံးဆက်ပြီးခဏခဏမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ရက်ွက်ကဒီလိုမျိုးဖြစ်နေဆိုကျွန်တော်ကိုလန်လန်မေးလို့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ကဝန်ထမ်းလေးရောဒီဆိုင်ပိုင်ရှင်ကြီးအမအဲ့လိုစိတ်ချမ်းမှုလည်းမရှိပါဘူးအဲ့မဲ့သူကခဏခဏကိုးခံရတော့ဒေါသထွက်ပြီးတော့ဟိုလန်လန်လေးတော့လက်ပါပါတယ်ဗျာနော်ကိုလေးလေးကလုံးလိုက်တဲ့ကြောင့်သူကမားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာပါနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိပါတယ်ဆိုတာကလည်းခဏပဲခြိလိုက်ရပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ ကလေးကိုမုတ်ကြီးကျွေးတဲ့ရေတွေတိုက်တဲ့အေးတွေတိုက်ပါလေပေါ့နော်ဒီမှာမယုံရင် CCTV မှာတန်းတွေရှိပါလေလာကြည့်လို့ရပါလေပထမတစ်ခေါက်တည်းကကလေးကိုသူကဝန်ထမ်းတွေကခေါ်တယ်အဲ့အမကလေးကိုမထုတ်ပေးလို့ကလေးကရောပြီးပါသွားလားအမကလေးကကြားညာသွားလားอืมတကယ်တော့ဒီဝန်ထမ်းတွေရောဒီအမတွေရောအဲ့လိုစိတ်ကြမျိုးမရှိပါဘူးနော်သူသူကိုကိုပေါ့နော်ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာတက်တာပေါ့အဲ့ဒါကြောင့်မလို့အဲ့အမကဒါတော့မှားပါတယ်ပေါ့နော်ခလေးကတော့ဂျားညံသွားတာပါခလေးကအဲ့လိုလောက်တာမဟုတ်ပါဘူးနော်ဂျင်းနေဘူးနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူး အဲတွေ့လားလာရမြေတောင်းစားငါအချိန်ချင်းပြောရှင်တယ်ဒီလားငါပြောမဲ့အရာခုလိုမျိုးပစ္စည်းအခိုးခံရပြီဆိုရင်တူတူကိုကိုကိုပစ္စည်းပြောက်သွားတာအခိုးကိုမိပြီစင်တာဒေါသထွက်မှာတေချာတယ်ဘာသူမဆိုဒေါသထွက်မှာပဲထွက်ကောင်းထွက်ကြလိမ့်မယ်ဒါကိုငါတို့ကအပြစ်မပြောဘူးနော်ကိုပစ္စည်းပြောက်လို့အဲခိုးတဲ့သူမိလို့စိတ်တူလားကိုထီလျောက်တွေပါဖြစ်သွားတယ်ဆိုရင်တော့မှအတိုင်းတာတစ်ခုရှိရပါသေးလား မင်းတို့တွေကကလုတ်တင်လုတ်ထိုက်တဲ့ဘောင်းကိုကြော်ပြီးတော့မင်းတို့လုတ်တာဒါကြတော့ညှင်းပန်းနှိပ်စက်မှုဆိုတဲ့အစင်ကြီးဖြစ်သွားပြီတိလားပြီးရင်မင်းအခုထပ်ပြောရနော်ရေနွေးပူလောင်းမယ်ဆိုတာမဟုတ်ပါဘူးလေမြို့ငါဆိုတော့လည်းပြောပြီပဲဒါဒီရေနွေးပူနဲ့လောင်းမယ်ဆိုတာအဲ့ဒီတွေ့တာသူပိုင်ရှင်ကိုယ်တိုင်ကပြောတာထပ်ပြမယ်အဲ့ဗီဒီယိုထပ်ပြမယ်နောက်ကြည့်ရေနွေးပူသွားယူသွားရေနွေးပူနဲ့ခေါင်းထဲကားကနေလောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူး ။ဟောရေလေတိုးတဲလာခဲ့သွား။အိုးကြီးတော့ဟောတဲလာခဲ့ခေါင်းကလောင်ချလိုက်ပဲ။နောက်လုံးချလို့ရ။သွားခလေးကလောင်ချပြင်မယ်။သွားဟာပါလို့သွား။ဟာမိုက်ဆို။ကမြားလာမိုက်နေသွား။ကြားပြီလား။နော်။သူကိုယ်တိုင်ပြောတာရေနွေးပူနဲ့လောင်းမယ်လို့ပြောတာ။နားကြီးအဲ့လောက်ထိနဖာရှိမပိတ်နဲ့တတောင်းစားလေးရဲ့နော်။ငါတို့ကတခိုးအားပေးနေတာမဟုတ်ဘူးနော်။အခုအပိတဲ့ပုံစံလဲငါတို့မှမရှိဘူးဒါပေမဲ့မင်းတို့လုပ်ပြီးအလုံးဝလူမဆန်တဲ့ပုံစံဖြစ်နေလို့ပြောတာ အထူးသဖြင့်ကလေးရဲ့ရှေ့မှာလှုပ်တာဒီအဲ့ဒီကလေးရဲ့အနာဂတ်ကိုပိတ်ပင်တော့ဖြစ်သွားပြီတိလားအဲ့ဒါအမလို့နားလဲလားနားလဲမကောင်းလဲမဟုတ်ပါဘူးနားထောင်မယ်အကောင်းနားထောင်တယ်မဟုတ်နော်ငါမျိုးဆဲဖို့နားထောင်တာကျွန်တော်ရက်ခွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးနော်ကျွန်တော်တို့လည်းသင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတွဲပြခြင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖိုင်ရုပ်တွေ့တာနဲ့လိုင်းရယ်ရှယ်လေးပြီးကုတူရေးပေးပါလို့မေတ္တာရက်ခံပါလေတောင်းစားလေးသိလားဒီဗီဒီယိုဖိုင်လေးကိုတွေ့ရတယ်လိုင်းရယ်ရှယ်လေးလုပ်ပြီးတော့ ကူညီပေးပါတယ်နော် like and share လေးလုပ်ပေးရအောင် main ကိုယ်တိုင်အဲ့ဗီဒီယိုဖျက်ပစ်ပြီလေခွေးတောင်စားလေငါတို့ကဘယ်ကိုသွား share ရမှာလဲဟင် main နာတကယ်မှန်မှန်ကန်ကန်ဆိုလို့ရှိရင် main ရဲ့ဗီဒီယို public နဲ့တင်ပြီးပြီလေမင်းဘာဖြစ်လို့ပြန်ဖျက်မှာလဲအခုတော့ main လောက်တာမဟုတ်တော့ main ပြန်ဖျက်ပြီခွေးတောင်စားငါတို့ဘာကို share ပေးရမှာလဲငါတို့ဒီဘေတော့ခါမှတကူအမ်ပေတကူဘေတော့ခါမှတယုံပေနော်အဲ့တော့ တခိုးအားပေးလို့ငါတို့ကဒီလိုမျိုးဖြစ်နေတာမဟုတ်ဘူးငါတို့ဒီလူသားချင်းစာနာတဲ့စိတ်ကလေးမင်းတို့မှာမရှိတာငါတို့ကထောက်ပြတာသူကအပြစ်လုပ်ထားတယ်အဲ့အပြစ်တိုင်းသွားကလေးကိုကလေးတကန့်မှာထားအခုကမင်းတို့ကကလေးရောလူကြီးရော ရောပြီးတော့ကလေးရဲ့ရှေ့မှာပဲလူကြီးကိုပါရိုက်နားရိုက်လုပ်တယ်ကလေးရောလူကြီးရောတွဲပြီးတော့တတ်တိုင်မှာကြိုးရှိထားတယ်ဒီကြားထဲရည်နှီးပူနဲ့လောင်းမယ်လို့ပြောတယ်အဲ့ဒါမင်းတို့တအားလုံငါတယ်မင်းတို့ပုံစိုးပတ်ဆက်လုံနေတည်လား တော့ဒါခဏထားလိုက်အောင်ခုနောက်တစ်ခုထပ်ပြောမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မြန်မာပြည်မှာတော်တော်လေးများဖြစ်နေတယ်အဲ့ဒီဖြစ်နေတဲ့အကြောင်းအရာကကိုယ့်ရဲ့ကလေးတွေကိုငှားပြီးတော့တောင်းစားခိုင်းတာကိုယ့်ရဲ့ကလေးတွေကိုငှားပြီးတော့အခိုးမမသိယူမမသိတဲ့သူတွေကိုကလေးငှားပေးတာလေအဲ့ဒါကြီးအရင်ခေတ်စားနေ ဲ့တော့တေချာလေးနားထောင်မှာအဲ့ဒါတွေကိုတကယ်မသိရင်ကိုကိုတန်းကတခိုးအားပေးဖြစ်နေမလားဒါမှမဟုတ်ကိုကိုတန်းကတခိုးတွေကိုမွေးမြူထားတယ်လို့ဖြစ်နေမလားဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်အောင်ဗျာဟိုမပြောဘူးနေတာပေါ့နော်ဟွန်းမပြောဘူးပြောတော့ဘူးဆိုရင်မျိုးလုံးနေမှိတ်ပြီးကြောကြော်သွားမပြောဘူးမပြောဘူးလို့နေတာဒါပေမဲ့အသက်လေးရတယ်ရလာတော့လေပြောရှင်လာတယ်ဟိုအသက်ကြီးတာတော့လေမပြောဘဲနဲ့မနေနိုင်တော့ဘူးသိလားငယ်တော့ကတော့အကိုနဲ့ကိုရမဟုတ်ဘူးကိုမပြောရှင်ဘူး ုနဲ့မတူပါဘူးကိုနဲ့မကြပါဘူးသိတယ်မလားစောက်ကြီးစောက်ကြီးတွေလုတ်ပြီးဘွားမှာလေအဲအားလုံး necklace လုတ်ခဲ့တာပေါ့နော်အသက်ရလာတော့မနေနိုင်တော့ဘူးသိလားပြောချင်တာဗီဇရဲပါလာမှာပေါ့နော်ဗီဇရဲပါလာတော့လေပြောချင်တာတော့စောက်တလွဲတွေသပင်ကောင်းနေကြလို့တော်တော်သပင်ကောင်းတဲ့သူတွေတော့တော်တော်သပင်ကောင်းတာမှားတယ်တော်တော်မှားတာသိလား တခိုးမကိုရိုက်လိုက်တဲ့အမျိုးသမီးရတယ်ခလေးပါနေတာကိုခလေးရဲ့အဖွားကိုခလေးရှိမှရိုက်တဲ့အတွက်ပိုးစုပ်ပဆက်မှားတယ်ဟုတ်တယ်ဒါလက်ခံရမှားတယ်ဒီအဖွားကြီးရတယ်သူတော်မရှိတော့ခိုးစားပါတယ်ဆိုတဲ့ဆိုတဲ့ကိစ္စကိုဒီခလေးကိုပိုက်ပြီးခိုးเสียလားအုံနောက်မရှိဘူးလားဟုတ်တယ်ဟုတ်တယ်အတူမီအသက်တင်လေဒီခလေးကိုပိုက်ပြီးခိုးမာတော့ဟဲ့ဒီခလေးရဲ့ generation ကတခိုးပဲဖြစ်မှာဗောမနဲ့မနဲ့တင်ပေးလို့ဖြစ်တာနော် ြောပြအောင်မယ်ကျွန်မလည်းမှားတယ်မပြောရမနေနိုင်လို့ဒါပေမဲ့ဒီတခိုးမအောင်ဘာကြောင့်လှူနေရလဲอืมညောညောဒီမှာခဏရက်အောင်မယ်ဒီတခိုးမအောင်ဘာကြောင့်လှူနေတာလဲဆိုတာမိကွန်းထုတ်တဲ့နေရာမှာနည်းနည်းလေးမှားတယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့မြန်မာလူမျိုး အများစုတည်ဂယုနာစိတ်မေတ္တာစိတ်အယံများကြတယ်ဆိုတော့တခိုးမကိုလှူတာထက်အရိုက်ခံရတဲ့သူတို့ကမြင်ပြီးတော့သူ့ဂယုနာလေးဖြစ်ပြီးတော့ဂယုနာတက်ဝင်ပြီးတော့တွားလှူတာ တခိုးလှူတာမဟုတ်ဘူးလှူတာဒီအဲ့ဒီကလေးလေးကိုကြည့်ပြီးတော့မျက်ရည်မစဲနိုင်ဖြီးမစဲနိုင်ဖြစ်ပြီးတော့ဘယူနာစိတ်တွေပွားပြီးတော့တွားလှူပေးတာဒါပေမဲ့တခြားပြန်စင်းစားလို့ရှိရင်တော့ဒီအရာတွေဒီကောင်းတဲ့ဘက်မှာမရှိဘူးကောင်းတဲ့ဘက်ကတွေးရင်တော့ကလေးမိသားစုဒုက္ခရောက်လို့လှူတယ်ဆိုပြီးတော့အာဒါကူညီတဲ့ဘက်ကနေပြီးတွေးရင်တော့ဒါကောင်းတယ်အားနေတဲ့သူကိုယ်နဲ့နှိမ့်ကြရတဲ့ကွာလှူပေးတာတနေ့တလောင်းမျှဝေပေးတာဒါကောင်းတဲ့ပိစမေတ္တာထားပေးတာ ဒါပေမဲ့အဲ့လိုမျိုးကြီးတာဆက်လိုက်ပြီးလုတ်သွားနေနောက်တစ်ချိန်ကျလို့ရှိရင်တကူအားပေးဆိုတာဖြစ်သွားနိုင်တယ်ဆက်ပြီးနေတော့မနော်အဲ့ဒါတကယ်ဖြစ်သွားနိုင်တယ်ဒီလိုပဲခလေးကိုဗန်းပြပြီးတော့ဗန်းပြပြီးတော့ခိုးစားနေသူတွေအများကြီးရှိတယ်အင်းအဲ့ဒါကိုပထမဆုံးပဲခလေးဗန်းပြပြီးခိုးစားတာလိုင်းပေါ်တက်လာပြီးစေတနာရှင်တွေတလွဲသဘင်သဘင်ကောင်းသဘင်ကောင်းနေအုပ်စုရတယ်ခြိကြအောင်ဟုတ်လားတနာပါရဲ့ဆိုပြီးဒီတခိုးမိသားစုကိုတွားလှူကြပြီးတွားလှူတဲ့အခါမှာအဲ့ဒီမှာနောက်ထပ် ဟိုတခိုးအုပ်စုတွေရတယ်ဒီကလေးကိုဗမ်းပြန်ပြီးခိုးကြတော့မယ်ဟုတ်တယ်ဟုတ်တယ်မကြည့်နိုင်မလုံးနဲ့မမွေးနဲ့ငါးယောက်ကြီးတော့မွေးထားတာလေဖေးအေးဒီမေးအေးဒီဘယ်သွားတင်နေတော့မကြွေးနိုင်ရင်အဲ့လိုပဲ sorry နော်မကြွေးနိုင်မမွေးနဲ့လေငင်ငင်နေလေကိုဟာကိုငင်ငင်နေကြတယ်နော်အဘွားကြီးကလည်းခိုးကျင်နေဆိုလို့ရှိရင်လွတ်လွတ်ကျွတ်ကျွတ်ခိုးလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မလားသူများစော်တော့မှအာဒီကနေဝိုင်းသနာရကြစပြီးတော့ခိုးရဲပါမင်းထမင်းစားရင်ထမင်းစားရင်အုံနောက်တော့ရှိလေကွာ ကလေးကိုခေါ်ပြီးတော့မခိုးနဲ့လေ။ဘာနေမကောင်းနေရလဲ။ကလေးကအလက်ကြီးနေမကောင်းတာမဟုတ်ဘူး။တက်တက်ဘန်းကြပြီးခိုးတာဒီလိုရလေ။အကောင်းဆုံးအဲ့ဒီကတည်းကထောက်ပန်းနဲ့။အဲ့ကလေးကိုလေမခိုင်နေဝင်ဂီဟာကိုပို့လိုက်။အဲ့ကလေးနတ်မှန်နဲ့ကြောင်းနေရမယ်။သူကောင်းသူကောင်းနေနဲ့တွေ့မယ်။အဲ့ဒီမိသားစုတခိုးမိသားစုကိုထောက်ပံ့မှာတော့အကျန်နဲ့တခိုးမိသားစုတွေအားကြမယ်ထောက်ပံ့တဲ့အတွက်ကလည်းသူတို့တွေကလည်းနောင်တရမယ်ထင်တာလုံးဝနောင်တမရဘူးဘာဖြစ်လို့နောင်တမရဘူးကျမတက်အပ်ပြောရဲဆိုရင်ကျမလေ ူဝနမှာလေတောင်းစာနဲ့ကလေးများကိုလေကျွန်မခေါ်ဘူးတယ်သိလားအိမ်မာနေပါကြောင်းထားပေးပါမယ်ထမင်းကျွေးပါမယ်နော်မလာဘူးစပယ်ပန်းရောင်းနေတဲ့ကောင်မလေးကိုလေကျွန်မတွေခေါ်ဘူးတယ်မလာဘူးအဲ့ကလေးလေးကိုကျွန်မဖက်နဲ့လဲဝယ်ပေးဘူးတယ်ဖက်နဲ့တွေမစီကြပဲလိုက်တောင်းစာနေလို့လေဖက်နဲ့တွေဝယ်ပေးရနော်မစီဘူးကျွန်မအမျိုးမျိုးစမ်းပြီးပြီးမရဘူးခိုးစားရဲ့လူကခိုးကိုခိုးတယ်သိလားတောင်းစာရဲ့လူကတောင်းဝန်တောင်းတယ်အဲ့ဒီမှာလေနန်းဘေးမှာနေနေတဲ့ကလေးကိုကျွန်မခေါ်တာလေမလာဘူးတော့အဲ့တော့အဲ့တော့ ဒီဘက်ကအချီရောလည်းမှန်တယ်ဒီလားအဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာတော်တော်လေးကိုစောက်တလဲစပင်ကောင်းတယ်ဆိုတာဒီအမှားပြောတာလက်ခံတယ်တရှုတရှုတော့မိဘတွေကတာသမီတွေကိုငွေးထားပြီးတော့အဲ့လိုမျိုးတရှုဆိုလို့ရှိရင်တာသမီကိုငှားရမ်းပြီးတော့တောင်းစားခိုင်းတယ်တရှုဆိုရင်လည်းတာသမီကိုငှားရမ်းပြီးတော့အခုလိုမျိုးကိစ္စတွေမှာအတုံးချတာတိမတိတို့ကသူမကြည့်ဘူးအဲ့မဲ့တေရှာတကွတော့အဲ့ဒီလိုမျိုးလောက်ပြီးတော့ဒီ3မီတာစုကိုလှူတဲ့တန်းတွေများလာခဲ့ ်နောက်တစ်ချက်ကြလို့ရှိရင်တကူအားပေးဆိုတာဖြစ်လာလိမ့်မယ်တို့ကတကူအားပေးတာမဟုတ်တော့မလူနဲ့လို့မပြောဘူးတူတာတန်းတာသူ့ဘာဝဒါလူတယောက်ရဲ့စိတ်သူ့ကိုကုညီနေတဲ့စိတ်နဲ့လှူတာတန်းတာဘာမှပြဿနာမရှိဘူးဒါပေမဲ့အတူယူမှားပြီးတော့နောက်တစ်ချက်ကြလို့ရှိရင်ငါတို့ဒီလိုလေးဖြစ်လိုက်တာလည်းနဲ့ငါတို့လှူမဲ့တမ်းမဲ့သူတွေတပုံကြီးပေါ်လာခဲ့မှာပဲဆိုရဲအတွေးနဲ့အခုလမ်းပြကြီးဖြစ်သွားနိုင်တယ်အဲ့တော့ဒီခိုးတဲ့အဖွားကိုလည်း သူ့ရဲ့ထိုက်တဲ့အပြစ်ဒဏ်ပေးရလိမ့်မယ်။ကြားထဲမှာညက်သွားတဲ့ကလေးကိုလည်းနစ်နာတဲ့အတွက်နစ်နာသလိုပြန်ပြီးတော့သူ့ကိုဖေးမပေးရမယ်။ကလေးရဲ့အသက်ကြီးလာတဲ့အချိန်ကျလို့ရှိရင်သူ့ရဲ့အမဲဆက်ကြီးကိုဖြစ်သွားမှဆိုလို့ကလေးဘက်ကနေကာပါလုပ်ပေးရမယ်။ဒါကာပါလုပ်ဝိမယ်တပိုင်း။ဒါပေမဲ့ခိုးခိုးတဲ့သူရဲ့အပြစ်ကအပြစ်တစ်ပိုင်းဘူးတော့အဲ့လိုမဟုတ်တောက်တလွဲတောက်တလွဲဆိုရင်ပေါ့နေတကယ်ဒီလားအခိုးခံရတဲ့သူကကြီးထဲမှာရောက်နေတယ်ခိုးတဲ့သူက ိမ်မဲမိမ့်မိန်ထိုင်ပြီးတော့အလူငူတွေလက်ခံနေရတာဒါတောက်တလို့ကြီးငါတို့ကလှူတဲ့သူတွေကပြပြမဟုတ်ဘူးเนาะမင်းတို့တွေစေတနာကောင်းလှူတာဒါမင်းတို့ရဲ့ကုသိုလ်ပဲမင်းတို့ကောင်းမှုလုပ်တာတွေ့ရမင်းတို့ဘာမှပြောစရာမင်းငါတို့တော့တာလူခေါ်တယ်ဒါပေမဲ့တောက်တလို့ကြီးဘောပေါလာငါပြောတောက်တလို့ကြီးမလို့ကြနဲ့เนาะတကူအားပေးမလို့ကြနဲ့ဒီတိုင်းနာဆက်လက်ပြီးတော့ဖြစ်လာရင်နောက်လူနောက်လူနောက်လူတွေကလည်းအာငါတို့တွေဒီလိုမျိုးလို့ရင် ်ငါတို့ခဏလေးအတွေ့မှာငါတို့အဲ့လိုလှမဲ့တမ်းမဲ့သူတွေရှိလာမှာပါပဲဆိုတော့အတွေ့အမှားကြီးတာဝင်ပြီးတော့ဆက်လုတ်သွားရင်မတွေ့ရစရာပဲဥပစာကျွန်တော်အများကြီးလည်းမပြောတော့စကားတွေအများကြီးပြောရင်လည်းအမှားတွေအများကြီးပါပါလိမ့်မယ်ဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်နဲ့ပဲရက်နာရှင်ပါတယ်လူကြီးမင်းတို့ရဲ့အမြင်အတွေ့အရာအလုံးတယောက်ချင်းစီရဲ့အတွေ့အမြင်တွေကိုကျွန်တော်ရဲ့ comment အောက်မှာပါဝင်ဆွေးနွေးနိုင်ကြပါလို့ပြောရင်လည်းဒီနေ့အတွက်ဒီလောက်နဲ့နှုတ်ဆက်ရှင်ပါဗျာ နောက်နောက်မှကျွန်တော်တို့မြန်မာပြည်မှာဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ကလေးတွေကိုအတုံးချတဲ့အချိန်မှာကြိုးဝင်ကြပါလိမ့်ခင်ဗျာအလုံးကျေးဇူးတင်ပါတယ်